ျွန်တော်မမတိန်လူချောဖို့ရင်မုံကြဖို့တမူအများနဲ့မတူအလှဘွဲယူတပည့်ကြည့်ကြည့်ရင်တည်းကြီးနဲ့တမူခင်မင်းစရာလက်ကောင်းသာလူကျွန်တော်မမမမအမှုပညာကို7နှစ်သားတွေကရှောက်ခဲ့ရတာလေအခုဆို89နှစ်ရှိပြီလေအကူကလည်းဟိုငရားနေကြီးလာပြီး ဆိုတော့ဒီလိုနေရာတွေဝင်ရတော့တာဗောနော်တချို့ဆိုရင်လည်းအောင်မြင်အောင်စူးစမ်းရကနေ့အချိန်ထိပဲလေဒါပေမဲ့တို့ခင်ဗျာမောင်းမင်းရသေးဘူးလေစူးစမ်းနေတော့မယ်စူးစမ်းတာကတော့အမှန်တန်ကောင်းတဲ့အရာပါဒီကြီးရတော့ကျွန်တော်မလုပ်စေချင်ဘူးမလုပ်စေချင်ဘူးဆိုတာတချင်းရဲ့ကြောရိုးကကျွန်တော်တို့တချင်းနေရမြန်မာကန်နေလေး ဘုံကြီးဆန်ဆိုရှေးစင်လာဘုံကြီးဆန်များကာသာရရဆိုဒီလိုတချင်းမျိုးတော့ပြီးဒီဒီတော့တဲ့အကုန်လုံးဒုက္ခရောက်မှာမဟုတ်ဘူး။အော်ဒီလိုပါဗျာ။ဘုရားလူလောကဆိုတူတူလေးပါ။ငရေကနေကြီးလောင်ပေါ့နော်ကြီးလောင်ရင်တနည်းဆိုအိုးရမှာလေ။အိုးရတဲ့အပြင်နောက်တစ်ခုရှိတယ်မပြောတော့ဘူး။ပြောလို့လည်းမကောင်းဘူးလေ။အဲဒီအတော်အတွင်းမှာလူတွေကချမ်းချမ်းမောင်မောင်ချမ်းချမ်းသာသာနေဖို့တယောက်နဲ့တယောက် ်မေတ္တာတရားခြေထားပြီးတော့ပေါ့နော်ခင်ခင်မင်းမင်းကြီးရင်းနင်းနင်းနေကြဖို့လိုပါတယ်နော်လူလောကဆိုတော့တူတူလေးပါခကြီးသွားနေရတယ်လူကြီးပဲလေတောင်းမို့ဇာယိကုတ္တခါတို့ဆိုခဲ့တဲ့ချင်းလေးတွေရှိတယ်ဘဝတန်မြာဆိုဘဝတန်မြာရှိရှိတယ်လေယထာကြီးကမောင်းနေတာတယောက်ဆင်းမယ်တယောက်တက်မယ်တယောက်ဆင်းမယ်တယောက်တက်မယ်ကိုလိုရာပန်းနိုင်ကိုတွားကြရတာပေါ့နော်ဒါရီယာသင်္ခါရပဲလေ အဲ့တော့အခုလိုချိန်ခါမျိုးမှာဒီမနိုင်ငံကိတာ CEO အနေနဲ့အတကြီးနုပညာရှင်တွေကိုယ်တိုင်လေးစားတဲ့အနေနဲ့ကာရဝပြုတယ်ပေါ့နော်ဒီလိုပူဇော်ပွဲတွေလုပ်တာကောင်းပါတယ်ချစ်ချစ်ကိန်းကိန်းနဲ့ကျင်းကျင်းနာနာပေါင်းစပ်ဆက်ဆံကြပြီးတော့တယောက်နဲ့တယောက်ရိုင်းမဲကူညီရရင်တော့အများကောင်းတာပေါ့နော်ကျွန်တော်တို့ဆိုရင်ငငယ်ကချင်းလင်းတိုင်းစကူဒူရီယာဖွဲ့ရနေကျွန်တော်တို့ကအချင်းဆိုရတာဟုတ် နောက်ဆရာကိုလေးလွင်ကျွန်တော်ဆရာကိုလေးလွင်အတူဒီဝဲမှာဆိုရတယ်ချင်းလိုင်းတိုင်းဒုတိယအဖွဲ့မှာဆိုရတယ်ချင်းလိုင်းတိုင်း19ပေါ့နော်အဲ့ဒီကနေပြီးတော့အများကြီးနိုင်ငံတော်အတွက်လည်းလုပ်ခဲ့ပါတယ်ကျွန်တော်ပထမဦးဆုံးဆိုတော့ဖြစ်ဖြစ်ချင်းနိုင်ငံတော်ဝဲပထမဦးဆုံးဆိုပေးရတာတန်တောင်ခပေါင်းနီနော့ဖလဲဝဲတောင်လူလက်သမားခပေါင်းနီနော့ဖလဲဝဲအဲ့ဒီကနေစဆိုရတာပေါ့နော်ဘယ်နဲ့အချိန်ကြီးပါပဲ ဒါပေမဲ့ခနေ့ချိန်ကြီးတော့ဘာပွဲဘာတသိမ့်မှမရပါဘူးအဲ့တော့ဘာခံစားချက်တွေရှိရလဲဘာမှခံစားရမရှိဘူးအဲကျွန်တော်တို့ကငငယ်လေးတွေကစူးစမ်းခဲ့ရတာလေအနုပညာကို၁၂နှစ်သားတွေကလျှောက်ခဲ့ရတာလေအခုဆို89နှစ်ရှိပြီလေအကွာလဲဟိုငရဲနေကြီးလာပြီဆိုတော့ဒီလိုနေရာတွေဝင်ရတော့တာဗောနော်ဒါဘလူးပဲဖြစ်ဖြစ်ပါတို့ရာနေဟိုမှာပဲဟိုပြီးရင်ဗော သွားမလို့အဲ့တော့တော်ရလိုက်အစီအပြောင်းတော့ကိုကိုကိုတန်းကြမှာမှရှိဖို့လိုတာပေါ့နော်မပြောလင့်ပါဘူးသိရင်ယူတာပေါ့သိရင်မယူဘူးမဟုတ်လားနော်ကျွန်တော်တို့ကကျွန်တော်တို့လူပညာသမားတွေကမပဲပြည့်ပြည့်ဝါသနာလေးဝါသနာကြီးရပေါ့နော်ဆိုင်နေသားနေပြီးတော့အခုချိန်ထိကျွန်တော်တို့ရက်တိနေအောင်မနေစူးစမ်းခဲ့ရတာလေအာဟိုတော့ပေါ့ကျွန်တော်ဆရာတွေဆိုရင်လဲမက်ဒလင်ဆရာ ိုမြင့်အောင်တရောကိုဆိုးမြင့်တို့ရဲ့လက်ပေါ်မှာကျွန်တော်ကြီးပင်းခဲ့ရတယ်တချင်းတချင်းကနေပတ်သက်လို့ကတော့အမေတော်ဆောမြအကြီးပေါ့နော်သူကတင်ကြခဲ့တယ်အဲကျွန်တော်တို့ရဲ့ကြီးတဲ့လူတွေတော့အများကြီးပါပဲအခုဆိုရင်မမကြီးစီသူဒေါက်တာနေမြဆိုရင်ဒါကျွန်တော်တို့လူပညာလောကမှာတကြီးတယ်လေ69နှစ်လောက်ရှိပြီအော်တို့ရဲ့ ဆိုဆုံးမမှုတွေလည်းကျွန်တော်တို့ခံယူခဲ့ရတာပေါ့နော်ဒါကတော့ဝင်းသာတာပေါ့နော်ဗမေးမေးကိုတွေးသားရဲရဒီပြီးတော့အမှုပညာအထွဲ့ပြန်ပြီးတော့မျိုးဆက်စစ်ထားနိုင်တယ်ဆိုတာဒါတုံတောင်ဟိုမြစ်တာတရားနဲ့လည်းမရဘူးလေညီမချက်ကတော့လူတိုင်းမှာရှိကြတာပဲလှုပ်ချင်ကြတာပဲဒါပေမဲ့သူ့ရဲ့ဘဝကအချိုးပေးတရားလည်းလူသေးတယ်လေဘဝကအချိုးပေးတရားကောင်းခဲ့တယ်ကိုကလည်းဟိုရှိရှိဘဝကပြုခဲ့တဲ့ကုသိုလ်ကံတွေကြောင့် ဒီလိုဘောကမင်းကဒီလိုအောင်မြင်နေဖြစ်နေတာပေါ့နော်ဒါတွေကပြောလို့သူတို့ရတာတွေလည်းရှိတယ်မရတာတွေလည်းရှိတယ်တချို့ဆိုရင်လည်းအောင်မြင်အောင်စူးစမ်းတာကနေ့အချိန်ထိပဲလေဒါပေမဲ့တို့တို့ခင်ဗျာမအောင်မြင်ရသေးဘူးလေစူးစမ်းနေတော့မင်းစူးစမ်းတာကတော့အမှန်တန်ကောင်းတဲ့အရာပါဒါတချိန်ချိန်တော့နိုင်လက်တံလေးလို့ပေါ့သွားနေတဲ့အချိန်မှာဒိုင်းဆိုကိုလှုပ်တဲ့အချိန်နဲ့နိုင်လက်တံလေးသွားပြီးတော့တဲ့တဲ့အချိန်နဲ့ဆိုရင်ဒါ ူရဲ့အောင်မြင်မှုရရင်ရသွားမှာလေပြောလို့မရအောင်နော်တမီးကအခုကအွန်လိုင်းတချင်းနေတင်နေတယ်လို့ပြောတယ်တော့ကျွန်တော်လည်းတိတ်မတွေ့ပြီဒီနောက်ပိုင်းသူလည်းသူလုံနေသူရှုပ်နေတာဘောနော်ကျွန်တော်ခေတ်ကလို့မဟုတ်ဘူးလေကျွန်တော်ခေတ်ကရေဒီယိုရေဒီယိုကနေပြီးတော့ကျွန်တော်တို့မလုပ်လဲဆိုတော့တိတ်ရော်ကော်တာခေတ်တိတ်ရော်ကော်တာမရောက်ခင်ကိုကျွန်တော်တို့ကတပြားခေတ်ကိုအမြင်သွားလိုက်တာဟုတ်တပြားခေတ်သွားပြီးတော့ ဒီတိတ်တို့ရော်ကော်တာတို့ဘာတို့ညာတို့ကဖြစ်လာခဲ့ရတယ်လေအမျိုးမျိုးပါပဲမမကတော့ကျွန်တော်တို့နာမည်ပေးရတာတော့မြမသာရေဒီယိုကနာမည်ပေးရတာပဲအမိကတည်းကမေးဆိုလို့ကတမီးကတော့အခုကိုယ်စားကအွန်လိုင်းမှာတင်မှုသချင်းနေတင်းနေပါတယ်ကုလက်တင်တယ်လှုပ်လဲလှုပ်နေပါတယ်အခုကျရင်လှုပ်ဖို့မလွယ်ဘူးကသမီးပြောတာလွယ်တယ်လေအခုကမလွယ်ဘူးအခုကငွေကြေးရစားလीခက်ခဲတယ်လी ဟုတ်တယ်မလားဟိုအရင်တော့ပွဲတွေဆိုရင်ခဏခဏလိုက်ရတယ်အခုဆိုနည်းနည်းပါတာပေါ့နော်ပါတယ်ဆိုတော့နောက်တဲ့ကလေးတွေလည်းရှိလာတာဟိုနောက်တဲ့ကလေးတွေကလည်းသူတို့လည်းသူတို့ရဲ့မူသူတို့ဟန်လေးတွေနဲ့ပေါ့နော်အောက်ကပြိဿကောက်အောင်သူတို့လည်းဆိုရတာတွေရှိတယ်လေဟုတ်လားအဲ့ဒါလေးတွေကြာတော့ကွာသွားတော့ပေါ့ဟုတ်ဟုတ်ဟုတ်ဒီကြီးရတော့ကျွန်တော်မလုပ်စေချင်ဘူးလုပ်စေချင်ဘူးဆိုတာတချင်းရဲ့ကြောရိုးကကျွန်တော်တို့တချင်းနေရမြန်မာကန်နေလေ ပုံကြီးဆံဆိုရှေ့စင်လာပုံကြီးဆံမြားတာသာရရဆိုဒီလိုတစ်ချင်းမျိုးကိုသွားပြီး DJ သွားတယ်အကုန်လုံးဒုက္ခရောက်မှာပေါ့ဟုတ်လားမွေးလာနေကိုသွားပြီး DJ တဲလို့မကောင်းဘူးလေဟုတ်လားအဲ့ဒါလေးတွေရှိတယ်လေဒါလေးတော့ဟိုလွတ်တဲ့ကိုင်းတဲ့လူတွေနည်းနည်းစင်ငင်စင်ငင်ကြီးကြီးလေးလုပ်ဖို့လိုတာပေါ့နော်ကျွန်တော်တိတ်မပြောရပါဘူးကျွန်တော်ကဝါစာစီးရီးသွင်းတဲ့ချိန်ကလေးတွေပဲသူဆိုတဲ့နေရာလေးတွေလည်းနည်းနည်းနားထောင်ပြီးတော့ပေါ့နော်အခုဆိုသူကကိုရတောင်မှာဆီယမာကြီးဖြစ်နေ အတီတန်းလွဲနေတယ်ဟိုတန်းချော်နေတယ်ဟောကီးမရောက်ဘူးဆိုတာအချပြုတော့တိသွားပြီနားလေသွားပြီဆိုတော့ဒီလိုပါပဲစပြီးတော့ဒီဆိုတဲ့အချိန်နဲ့အခုချိန်နေတော့ကွာတော့ပေါ့နော်လူစရာနော်တိုးတက်မှုလေးလာမှုများရင်တိုးတက်မှုရှိတာပဲလေးလာမှုနည်းရင်တော့တိုးတက်မှုနည်းတယ်လေအဲ့ဒါလေးဒီပါနော်မိလေးရလဲဝါသနာပါတာဝါမိလေးရဝါသနာပါဆိုတော့ကိုနေကတလိုင်းစီပြင်တယ်လေကျွန်တော်ကိုနေကပြောသလိုပေါ့ဟုတ်ဟဲ့ဟုတ်လေဒါတို့ကဒီလိုဆိုနေတာလေး ကိုကတော့တမေဦးကြပေါ့နော်အဖိုးကြီးတွေဟာလားအဖိုးကြီးတွေဖြစ်သွားပြီလေအဲအဲအဲ့ဒါလေးတွေပဲနည်းနည်းကွာတာဗာခင့်နဲ့ခင့်နဲ့ပေါ့နော်ကျွန်တော်တို့ခင့်နဲ့အခုခင့်နဲ့ကျတော့မတူတော့ဘူးကျွန်တော်တို့ခင့်ကြတော့တချင်းတပုတ်ကိုစီဝါမိမှဆိုလို့အချိန်ပြည်တယ်လေဟုတ်လားစီဝါမမိဘူးချော်သွားပြီဗာညာပြန်လဲမြမသားလက်မကောင်းလေဒါပြလည်းမရဘူးဟုတ်တယ်မလားဒါပေမဲ့အခုချိန်ကတော့ပုံစံလေးတမျိုးလေးကခက်ကပြောင်းလာပြီလေလူစိတ်ချင်းလေးတိုးတက်လာပြီလေအတန်ဖန်းတာအစား မကောင်းတဲ့အတန်ကိုကောင်းအောင်ဖန်တီးလို့ရတယ်လေကောင်းတဲ့အတန်ကိုကောင်းတဲ့ကောင်ဆက်ကလေးနဲ့ကလိပေးလို့ရကျွန်တော်တို့ကမကလိဘူးလေကျွန်တော်တို့ကဓာတ်ရိုက်လေဓာတ်ရိုက်ဆိုရတာတယောက်မှရင်ကိုမြတ်တီးအကိုမြတ်ဆိုအခုအမုံမင်းဆိုမင်းမှရင်မင်းတလိုက်မယ်ကျန်တဲ့လူဆက်တီးနောက်မှမင်းပြန်ထပ်စရာရည်ကျွန်တော်တို့ကမရအောင်ကျွန်တော်တဲပဲဆိုရတာအဲ့ဒါလေးကိုပေါ်သွားတော့မနော်အားလုံးကျေးဇူးတင်တယ်ဘာပဲဖြစ်လို့ပေါ့နော်ကျွန်တော်ကနေ့အချိန်ကြီးပေါ့နော် တန်းထုံးလေးရဲ့လို့အတိအမှတ်ပြုပြီးတော့နော်လေးလေးစားစားနဲ့ဆက်ဆံကြရတယ်ခေါ်ရပြောရတယ်ဒီဆုံခွင့်ပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်မင်းပြိတ္တာအားပေးလို့ပေါ့နော်မင်းပြိတ္တာပေါင်းလဲကျမ်းမချမ်းသာပြီးတော့စီးပွားတွေတိုးတက်ပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်